ဝါသာလုံးကြော်လေးတူတူကြော်ကြအောင်ဝါသာလုံးကြော်ကခလေးပြပြလူချီပြပြအရန်ကြိုက်တယ်ပြီးတော့သူကအရင်ဟင်းတစ်ခွက်နဲ့လည်းအရန်လိုက်ဖက်တယ်ပေါ့နော်ဝါသာလုံးကြော်ပြပြကြက်သားလုံးကြော်ပြပြကြော်မယ်ဆိုလို့ရှိရင်အသားကိုနည်းနည်းလေးအေးအောင်ခဲထားပြီးပို့ကောင်းပါတယ်မခဲတခဲလေးနေထားမှာအစီကိုဆိုရင်၃ချို့၃ချို့လောက်ထည့်ပါကောင်းမုတ်လေးထဲမှာချက်ဥထဲမှာငြုတ်သီးရဲ့ရှာကောက်ပါကောင်အမွှေးလေးနည်းနည်းဒီထည့်ပြီးခါကြအရသာတအားအများကြီးမထည့်ပဲနဲ့သူ့ကိုဘလန်ဒါနဲ့ရော တမအောင်ကျလိုက်ပါဒီလိုရလာတဲ့အသားထွေးတွေကိုအခုလိုမျိုးတိ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 လေးတွေစီနှွှွေးလေးဝဲကိုထည့်ပြီးတော့မှ လုံထည့်ပါတကယ်လို့အဲ့လိုလုံမှုအတွက်ကိုကိုကိုမလုံရဘူးအသားလုံးတွေအကျက်မညီပါဆိုရဆိုလို့ရှိရင်တော့လက်နဲ့အရင်ပကံပေါ်မှာလုံလိုက်ပေါ့နော်ရေလေးစွတ်ပြီးတော့လုံထားပါပြီးတော့မှပကံထဲကနေပြီးတော့မှအခုလိုမျိုးထည့်ကိုထည့်ကြလို့ရပါတယ်တဲအိုးတိုးပြေစာ ဒီအသားလုံးလေးအကုန်လုံးအရင်လုံးချလိုက်ပါမီးရလုံးဝအေးအေးနေထားပဲထားပါမယ်အသားတွေတဲ့စီတဲ့စာပြည့်သွားတဲ့ခါမှသာလေခုလိုမျိုးထောင်လျှောက်သူ့ကိုမှုေပေးလိုက်ပါတော်ရှောက်တော့ရှောက်မှုရဲ့အခါကြလို့ရှိရင် အသားလေးတွေကအာသူ့မရက်ထားပါနဲ့ညီညာပေါ်အောင်လှန်ပြီးတော့မှုရဲ့အခါမှာညီညာအခုလိုမျိုးအရောင်လေးတွေ ရဲရဲလေးဖြစ်လာပါပြီရဲလေးဖြစ်လာပြီကျွတ်လာပြီလို့ရှိရင်တော့မိပိတ်ပြီးတော့သူ့ကိုဆေးဆစ်ပြီးတော့ဒါဖြည်းဖြည်းချင်းဆဲထုတ်လို့ရှာပါတယ်ကဲဒီလိုဆဲထားတဲ့အသားလုံးကိုဆိုလို့ရှိရင်တော့ကလေးလေးကြိုက်တယ်လို့လူကြီးတွေအတွက်လည်းအဟာရတန်ဖိုးဖြစ်ပြီးတော့မှဆက်လုပ်ကောင်းပါတယ်အိမ်မှာဟင်းချက်ဖို့တွင်းနေတဲ့သူတွေအတွက်နောက်ထပ်ဟင်းတမယ်တမျိုးဖြစ်ဆန်းချပါဦးနော်